မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေဒီတစ်ခါတော့ဆရာတို့တနင်္ဂနွေသားသမီးတွေအတွက်2025ခုနှစ်17လပိုင်းတလစာရောင်ရံဆောင်ရံအတွက်ကံကြမ္မာဟောစတန်းကိုဟောကြားပေးမှာဖြစ်တဲ့အတွက်ဘာမှမဟောကြားမီတနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပရာမှန်သမျှဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာဖို့ဆုတောင်းထောက်ပံ့ပြုသလိုက်ပါတယ်ဒီ2025ခုနှစ်17လပိုင်းအတွင်းမှာဥစ္စာကရမတနင်္ဂနွေသားသမီးမိတ်ဆွေတို့ရဲ့ယင်ထဲမှာ ။ဘာတွေဖြစ်ပေါ်နေလဲဆိုတာဆရာကတာရော့ကတ်လေးနဲ့ဥစွာဆွဲကြည့်ပါမယ်။ဒလုံးလေးကာသမီမိတ်ဆွေမိတ်ဆွေတို့ရဲ့ရင်ထဲမှာမိသားစုကိစ္စအိမ်နွေးကိစ္စအေးအေးချမ်းချမ်းနေကျင်တဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးအမိသားစုအိမ်နွေးနဲ့ပတ်သက်လို့အဆင်ပြေခြင်းတွေငြိမ်းချမ်းဟိုငွေကြေးချက်အဲလူမှုရေးချက်မိသားစုအေးချမ်းခြင်းနဲ့ငြိမ်းချမ်းခြင်းကိုအလိုရှိနေသောလဖြစ်ပါတယ်။ထို့အတူပဲဒီတလတာတော့ဒီမှာဆိုမိတ်ဆွေတလုံးလေးကာသမီတွေဟာဒီဆန်းလာပိုင်းတွေမှာဆိုရင်ဘာကိုလှုပ်လှုပ် ကံဟိုကအစမှာတော့အနှဲငယ်လေးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးကိုရောလည်းကိုပါရဒီကလည်းကိုပါရဘုံမပါရင်မပြီးရမျိုးလေးတွေဖြစ်တတ်တော့လားဖြစ်တတ်တဲ့အတွက်တနောင်းလေးတော်မျိုးမိစေတဲ့နည်းနဲ့အစမှာတော့ဘာကိုလှုပ်လှုပ်ကိုကိုတိုင်းဥစည်းဥဆောင်ချင်းစိတ်ပန်းချင်းစိတ်မောချင်းလေးတွေအနှဲငယ်ကြုံတွေ့ရတတ်သောကံဖြစ်ပါလေထို့အတူမိစေတနောင်းလေးတော်မျိုးကြီးကဒီလာတာတော့တမဆိုအထူးသဖြင့်ဒေါသနဲ့ခြေတန်းနေပြီးဆုံးဖြတ်တာမျိုးလေးတွေအလင်းစလို့ဆုံးဖြတ်တာမျိုးလေးတွေ အခက်မြန်မြန်ဆုံးဖြတ်ဆောင်ရွက်တာမျိုးလေးတွေမလုပ်ပါနဲ့စိတ်ထဲမှာဝုန်းနေတိုင်းကနေလှုပ်ဆောင်တာမျိုးလေးတွေအားနည်းစေတတ်သောကာလအပိုင်းခြားဖြစ်ပြီးတော့ဒီဆန့်လာပိုင်းဆိုတဲ့နောက်နှစ်ဆက်ငါးခုနှစ်ရဲ့ပြက်ကလေးရဲ့နောက်ဆုံးလာမှာတော့အရေးကြီးသောကိစ္စတွေကိုနောက်နှစ်အတွက်ပါမတော့အောင်အတက်နိုင်ဆုံးတတိကလေးထားပြီးလှုပ်ဆောင်ကမှဒေါ်ကကြမယ်လား အတတ်နိုင်ဆုံးအလင်းစလိုအပြတ်သဘောဆောင်တဲ့ຢာလေးတွေကိုမဆုံးဖြတ်မဆောင်ရွက်စီလိုပဲနဲ့ meditation ပေါ့တရားနာမြင်မှထိုင်ခြင်းအေးချမ်းချမ်းဆုံးဖြတ်ခြင်းအရှိန်ယူခြင်းနဲ့တွေးခေါ်ခြင်းတွေကိုများစွာအသုံးချရန်လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေဒီနေ့ဟာ25ခုနှစ်17လပိုင်းပြီမှာတနုံနေသားသမီးမိတ်ဆွေများရဲ့ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါအထူးသဖြင့်အသွေးသားနဲ့ပတ်သက်သောကျမ်းမာရေးတွေသတိထားစီနေရန်လိုအပ်ပါတယ် အသွေးသားနဲ့ပတ်သက်တဲ့အရာလေးတွေအရေပြားရားနာခြင်းမျိုးလေးတွေနဲ့ပတ်သက်လို့ allergic ဖြစ်တာမျိုးလေးတွေဒါမျိုးလေးတွေပုံမူတတိထားဆင်ကျင်ပြီးတော့အမျိုးသမီးများအနေနဲ့ဆိုရင်တော့အမျိုးသမီးယောဂါလေးတွေကိုတတိပြုဆင်ကျင်ရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြသည်ခင်ဗျာ ထို့အတူမိတ်ဆွေများကျန်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအိမ်လူကြီးကိစ္စလေးတွေမိသားစုကိစ္စရေးလေးဒီဒီမိသားစုအိမ်လူကြီးကိစ္စလေးတွေကြောင့်မိတ်ဆွေတို့အနေနဲ့တမုန်နေသားသမီးတွေဟာဒီလတာအတော့တွေ့မှာဆိုရင်အရာရာကိုအတက်နိုင်ဆုံး အိမ်တွင်းမှုကိစ္စမိသားစုရေးကိစ္စတွေဖြစ်နိုင်ရင်အများကိုထုတ်ပြောတာမျိုးလေးတွေမပြုတ်လို့ရလိုအပ်တော့လားမပြုတ်လို့မဆောင်ရမပြောဆိုမဆုံးဖြတ်တဲ့ညောင်းလိုအပ်ကြောင်းနဲ့မိမိတို့အိမ်အတွင်းကြီးဆိုတဲ့အတိုင်းအိမ်တွင်းကနေအိမ်ပြင်ကိုမထွက်ဖို့လိုအပ်ကြောင်းနဲ့ပြောမိဆိုမိလိုက်တဲ့အခါအမာယုံနေနဲ့လွဲမှမှုတွေလွဲချော်မှုတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ကိုယ့်အကြောင်းကို ကိုယ်ကလွဲရင်ကိုကသူမမဟုတ်တာသူကလည်းပုံမမဟုတ်တဲ့အတွက်အတတ်နိုင်ဆိုတူတူတိတ်တိတ်ဆုံးဖြတ်ဆောင်ရွက်တာဟာကံရဲ့အထောက်အကူကိုရရှိမယ်လား ဖြစ်ကြောင်းအာရပါရလာခမောင်းခတ်ပြောကြလိုက်ပါတယ်ထို့အတူမိတ်ဆွေတို့ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့လူထင်ကြီးခံရတတ်တော့ကာလာထီကန်ကောင်းခြင်းထီပေါခြင်းငွေကြီးနဲ့ပတ်သက်လာမထင်မဖဲနဲ့အများကပုံမထင်ပေါ်ကြော်စောခြင်းအ ਨੇ ဆုံးတော့ဗျာကို့မှာရှိတာကငွေတသိန်းစုပေါင်းဝင်းညမမင်းနေရာတိတ်တရာထင်တာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လို့ရှိရင်ထင်ပေါ်ခြင်းကြော်ကြားခြင်းဆောင်ရဆောင်ရဆုံးပြဆောင်ရလို့ရတဲ့ကာလာအပိုင်းချဖြစ်ပြီးတော့သူများထက်တာမန်ထက် အိမ်ဝိုင်းချမ်းမင်းနေရာထိုင်ငင်းလှုပ်ဆောင်တဲ့အခါမှာလေတာမန်ထက်တော့ပို့ပြီးတော့ဈေးပို့သုံးရခြင်းနေတာမန်ထက်ပို့ပြီးတော့ဈေးခေါ်ခံရခြင်းမျိုးတွေကြုံရတတ်တော့လာဖြစ်တတ်တယ်သူကမိတ်ဆွေတို့အနေနဲ့ဘာကိုမဆိုတည်တည်ချာချာလေးနဲ့အတွင်းကြကြလေးစစ်ပြီးတော့ဈေးကိုလိုအပ်ကြောင်းနဲ့စေးပြီးတော့လေစစ်ဖို့လိုအပ်ကြောင်းလိုအပ်ပါတယ်ခင်ဗျထို့တူငွေချင်းနဲ့ပတ်သက်လာလို့ရှိရင်တော့အဲထီကန်ဆန်းတာမျိုးထီထိုးတာမျိုးတွေလှုပ်ဆောင်ရတော့တော့လိုအပ်တော့လာအပိုင်းချလဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီထို့အပြင်ငွေချင်းနဲ့ပတ်သက်လာတဲ့အခါဒီလာတာတော့ဒီမှာ အပေါင်းလေးကိစ္စလေးတွေကြောင့်ဝင်ဝင်လာတာမျိုးလေးတွေသာသမိတပည့်လက်သားလေးတွေကြောင့်ဝင်ဝင်လာတာမျိုးလေးတွေစတ်တူကိစ္စလေးတွေစားတော့ကုန်ကိစ္စလေးတွေစံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေစိုက်ပျိုးသိမ်းနဲ့ပတ်သက်တာမျိုးလေးတွေစတ်တူလုပ်ငန်းလေး အဲဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ရင်ချိတ်တိုးဆောင်ရပြီးအစု share စုကြီးနဲ့ပတ်သက်တာမျိုးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ရစရာရှိတဲ့ငွေတွေကိုခက်ပြက်ပြက်ခက်ချင်းချင်းနဲ့ခရဲရဲတောင်းဆိုပြောဆိုတဲ့အခါငွေကြီးနဲ့ပတ်သက်လို့အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိပြီးတော့အစင်မပြေနိုင်စရာတော့ဘာမှမရှိတာတော့ငွေကြီးကံရတော့တွေ့ရပါတယ်သို့သောအိမ်နွေးကိစ္စလေးတွေကြောင့်ဝေကုန်ကြီးကြများရတတ်တာမျိုးမိသားစုကိစ္စလေးတွေကြောင့်ဝေကုန်ကြီးကြများရတတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့ရင်ဆက်ပစ္စည်းကိစ္စလေးတွေကြောင့်ခီးသွားဆက်လက်မှုကိစ္စလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ရင်ငွေကြီးအကုန်ကြများတတ်တော့ကာလအပိုင်း ချာဖြစ်ပြီးတော့အိုးအိမ်ရှမ်းပြည်အိမ်တွင်းရေးကိစ္စအမိသားစုရေးကိစ္စနဲ့ပတ်သက်လာရင်တော့ကိုကအဲပူနာလည်းကိုပါရလူမှုရေးကိစ္စလေးတွေကြောင့်တော့ငွေကြီးဟာအနှဲငယ်လေးတော့အကုန်ကြများတက်သောကာလပိုင်းခြားဖြစ်ပါတယ်။အလောင်းကစားအပြော်ကားနဲ့ပတ်သက်ရင်လွန်စွာသတိထားစင်ပြညာအတွက်တော့လိုအပ်သော12လဖြစ်ပါတယ်။12လပိုင်းဖြစ်ပါတယ်။ထို့အတူတုံးလို့ဤသားသမီးမိတ်ဆွေတွေကိုအလောင်းကစားနဲ့ပတ်သက်တာတွေအပြော်ကားနဲ့ပတ်သက်တာတွေကတာမန်ထက်ပို့ပြီးတော့သတိပြုစင်ညာလိုအပ်ပြီးတော့ ွေတလဲကြက်တခုဆိုတဲ့အတိုင်းမရင်းနှီးမလို့ဆောင်တင်ကြောင်းထပ်လောင်းအကြံပေးလိုက်ပါရစေထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတနုံနေသားမိတ္တရာဒီရ2025ခုနှစ်ဆန္ဒပိုင်းဆိုတဲ့လအတော်တွေမှာအထူးသတိထားစင်နေရမယ့်အချက်ကတော့ မိဟောင်းဆွေဟောင်းနဲ့ပတ်သက်တာမျိုးဇယသမဟောင်းအပေါင်းသင်းဟောင်းနဲ့ပတ်သက်တာမျိုးရီစာဟောင်းချစ်သူဟောင်းတွေနဲ့ပတ်သက်လာလို့ရှိရင်တော့အဟောင်းတွေကိုစိတ်တော့ကပေးခြင်းမျိုးတွေအဟောင်းကြီးထားပြီးဝေးတယ်တော့ဆိုတဲ့အတိုင်းပဲအဟောင်းတွေကိုထားခဲ့ပြီးတော့အသစ်တွေကိုဆုံးဖြတ်ဆောင်ရွက်တာမျိုးသို့မဟုတ်ရင်လုပ်ငန်းတွေအလုပ်တွေကိုရွေးချယ်တာမျိုးအလုပ်ဟောင်းနဲ့အဟောင်းဆိုရင်တော့ဘာကောင်မှအကျိုးမပေးကြောင်းနဲ့စက္ကန့်ဆိုဘာမှမကောင်းလို့မှတ်ယူလိုက်ပါအဲဒါကြောင့်မို့လို့မိတ်ဆွေတို့နဲ့တာသမီတွေဟာအဲအဟောင်းတွေကိုစတင်ပြီးတော့စဉ်းစားကြိုးစားနေတာမျိုးတက် ငါတို့ဒီလာတော့ပြည်ပြတ်အောင်ဆုံးဖြတ်ပြီးတော့ဆောင်ရွက်မယ်လာမယ့်2026ဆိုတာ2026စတင်ရေးဆိုတဲ့အတိတ်ပဲလဲကြားတယ်သူကဒီတလမှာအဟောင်းနေမပြီးမပြတ်တာတွေကံကမ်းမှုတွေတည်ရင်ပြည်ပြတ်အောင် ဆုံးဖြတ်ဆောင်ရွက်ရလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ကောင်းပြီဒီလာတာတော့ပြမှာဆိုရင် အရှိရေလူငယ်တွေအရှိရေနဲ့ပတ်သက်လာရင်တော့မိတ္တကြီးနဲ့ပတ်သက်ရင်တော့ဟောစုံလဲစူးစားလဲယူမဖြစ်ပါဘူး။မင်းတို့လူငယ်တွေအရှိရေနဲ့ပတ်သက်လာရင်ဖူးစာတဲ့ ချစ်သူတွေပေါ်လာတာမျိုးတွေဝေးကွာနေတော့အရှိကြီးတွေအိမ်တော်ကြီးတွေနဲ့ပတ်သက်လာရင်ပြန်လဲစုံစည်းရတာမျိုးမိတ္တကြီးနဲ့ပတ်သက်ရင်သူဦးတယောက်တစုံတယောက်ရဲ့ငကူကနားလဲမှုလွဲနေရင်တော့နားလဲမှုပြန်လဲရရှိတာမျိုးတွေကြုံရတတ်တယ်မိတ္တကြီးကံနဲ့ပတ်သက်ရင်တော့အင်မတန်အားသာပြီးတော့ဖူးစာဘက်အိမ်တော်ဘက်ဒီစားဘက်ချစ်သူဘက်တွေအစ်စ်မမှန်တကယ်ရရှိတတ်သောကာလပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အချစ်သူကြီးအရှိကြီးတွေနဲ့ပတ်သက်ရင်လဲဝေးကွာနေတော့တမုန်းလေးသားသမီးများဖို့တော့ပြန်လဲစုံစည်းရမယ်ကာလအချစ်တဲ့ချစ်သူတဲ့တွေနဲ့ပတ်သက်လို့ ျော်ရွှင်စရာကာလဖြစ်ပြီးတော့မိမိကိုချစ်သောမျက်နှာသောသူတွေကနေပြီးတော့အဲမိမိပေါ်မှာဂယုဆိုင်ခံမှုတွေထောက်ပံ့ပေးမှုတွေကြောင့်တော့ဝမ်းသာစရာအားရစရာအပိုင်းခြားလေးဖြစ်ပါတယ်။သမီးသားများအနေနဲ့ကတော့အိမ်အောင်ပြစ်စစ်ဆက်လက်ထက်မင်္ဂလာပြုလုပ်လို့တဲ့မိတ်ဆွေများရှိတို့ဆောင်ရပါသို့တော့မိဘတွေမိသားစုတွေရဲ့ဂုံချိန်ပက္ကရဏတွေပါလာရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်ရှိရက်နဲ့အတ္တကြီးရင်တော့ဖြစ် ဒီຢာလေးတွေမှာတော့သတိပြုစင်ကျင်ပြီးတော့ဟောဟိုချစ်တာတစ်ခုတည်းကြည်မယ်ဆိုရင်တော့မိတ်ဆွေတို့ဖို့အိမ်တော်ပြည်ရန်အတွက်တော့အိမ်နာအားသာပြီးတော့အဲခံများများပြောဆိုညှိနှိုင်းရတဲ့အလုပ်တွေမှာဆိုရင်တော့ညှိလေပြက်လေညှိလေဝေးလေဆိုပြီးတော့ပြဿနာတွေပေါ်လာတက်တဲ့အတွက်တော့ဖြစ်နိုင်ရင်တော့အဲတည်တည်ချာချာလေးနဲ့တွေးခေါ်စဉ်းစားပြီးတော့မှတိုင်းမြင်စဉ်းဆက်ဆုံးစပြတာပိုကောင်းပါတယ်ခင်ဗျာเนาะထို့အတူမိတ်ဆွေတို့အိမ်တော်ရင်းနဲ့ပတ်သက်လာရင်တော့အဆင်မပြေနိုင်စရာဆိုရင်တော့ မိမိရဲ့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့မျက်နှာရှင်းဆိုင်ပြည်သနာတတ်တာမျိုးတွေအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တယောက်ကဒါဆိုတယောက်ကဟိုကဖြစ်နေတာမျိုးလေးတွေပြီးခဲ့ပြီလားကိစ္စတွေကိုအပြန်ဖော်ပြီးတော့အိမ်တော်ကြီးနဲ့ပတ်သက်လာရင်တန်တရားစိတ်မျိုးလုံးတွေနဲ့ကြည့်ခံရတာမျိုးလေးတွေကြောင့်တော့ပြည်သနာပဋိပက္ခလေးတွေဂျုံကတတ်တာကလွှဲရင်ဂျန်နာဘာမှစစိုးဝါဝါ မရှိလာပဲနဲ့အိမ်တော်ရင်းအစင်မပြေရင်တယောက်ရဲ့ပြီးခဲ့ပြီးတော့အမားတွေပြီးခဲ့ပြီးတော့အရာတွေကိုအရွယ်တိုက်တက်သောကာလပိုင်းချက်ဖြစ်တဲ့အတွက်ဒီအချက်လေးတွေကိုတော့တာမထက်ပို့ပြီး view site သတိပြုစင်ညာအတွက်တော့လိုအပ်ပြီးတော့တဦးကတယောက်နဲ့တယောက်တဦးနဲ့တဦးမော်တော်ဆိုင်းမယ်တရဆိုတဲ့အတိုင်းနဲ့စုံဖြတ်ဆောင်ရပြီးတော့ညင်တက်ညီလက်ညီလှုပ်ဆောင်ရင်အားသာပါတယ်မိမိတို့ရဲ့အိမ်တွင်းကိစ္စလေးတွေမှာအခြားသူတဦးတယောက်တစ်စိမ့်တယောက်ဘေးလူတယောက်ဝင်လာရင်တော့ဖြစ် အစင်မပြေနိုင်စရာလေးတွေကြံ့ကြာနိုင်စရာလေးတွေပေါ်လာတတ်တဲ့အတွက်ကြောင့်မလို့အိမ်တော်ရင်မိသားစုရဲ့အိမ်တွင်းနဲ့ပတ်သက်လာရင်တော့အခြားသူမိမိအိမ်တွင်းကလူထက်အခြားသူတို့တယောက်ပေါ်မှာယုံကြည်အားကိုးဖွင့်ပြောတိုင်မြင်တာမျိုးလေးတွေဟာကံကိုကြံ့ကြာဟန်တာဇေပြီးတဲ့အခါမိသားစုတွေတုံးနဲ့တူနားလည်မှုလွဲစီတတ်တဲ့အတွက်ကြောင့်မလို့တော့မိမိတို့အနေနဲ့တတ်နိုင်ဆုံးဖြစ်နိုင်လို့ရှိရင်ညှိနှိုင်းဆုံးဖြတ်ဆောင်ရွက်ဖို့လိုအပ်ပါတယ်အိမ်တွင်းရဲ့ကိစ္စမိသားစုရဲ့ကိစ္စတွေသတိပြုပါ အပေါင်းအင်းအဖွဲ့အစည်းမိတ်ဆွေအပေါင်းအင်းနဲ့ပတ်သက်တာမျိုးလူထင်ကြီးခံရတဲ့အလုပ်တွေမှာအတတ်နိုင်ဆိုမလုပ်ပါနဲ့သတိပြုစင်ကြင်ရလူအကြောင်းနဲ့ဇေဒနာတွေဝေဒနာပြရတတ်သောကာလဖြစ်ပါတယ်ဘဇက်ကဖရားလက်ကကာယဖြစ်နေတတ်တဲ့အတွက်ဘာသာတရားကိုပုံမှုပြီးတော့ငကောကတဲ့ပုံမှုကြိုးစားဆုံးဖြတ်ဆောင်ရရန်လိုအပ်ပါတယ်ထို့ပြင်မိတ်ဆွေတို့နဲ့တာသမီတွေဒီလက်တာတို့ဒီမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆက်လက်ပေါ်ပြပေးပါရစေတို့နှုန်းတွေတာသမီတွေဒီနှစ်25ခုနဲ့17လပိုင်းဆိုတဲ့လအတွင်းမှာဆိုရင်တော့ ရွှေနဲ့ပတ်သက်တာမျိုးလေးတွေအကျိုးပေးပါတယ်အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်အထယ်လိုက်ထီထီဖနက် online social media ဓာတ်စီဒေါ်လာလောင်စာစီအစရှိတဲ့လုပ်ငန်းတွေခြေတူဆောင်ရလှုပ်ဆောင်မှာအခြေတူပြီးတော့ကံကောင်းမှုတွေအထောက်အပံ့တွေရရှိတတ်သောကာလဖြစ်ပါတယ်သာသမီနဲ့ပတ်သက်ပြီးတော့သာသမီတွေရဲ့ကိစ္စလေးတွေမှာစိတ်ချမ်းသာစရာလေးတွေငကူကသာသမီမရရှိတဲ့သူတွေသာသမီစုပန်နာမျိုး ညောင်မင်းကြီးကြီးတွေမှာဖရားတွေမှာမိမိအိမ်မက်အရာအာယုံရစိတ်နှမိတ်အရာရရှိတဲ့နေရာတွေမှာဟောနို့လို့ပွဲလို့ထိုးပြီးတဲ့အခါသို့မဟုတ်ကာလီမန်မေရောလက်စမီမေရောအဆရှိတဲ့သူရတ္တိအဆရှိတဲ့ပုံကိုနားမှာအဲတာသမီစုပန်နာမျိုးတွေဟာကံရဲ့အထောက်ကူနဲ့မိမိရဲ့အတိတ်ဂျေဇက်ကိုအထောက်ကူများစွာရရှိတတ်တဲ့အတွက်ကြောင့်မလို့တာသမီလိုချင်သူများအဖို့ကတော့တောင်းလို့ရတော့လဖြစ်ပြီးတော့ဆူတောင်းအင်မတန်ပြည့်မဲ့လဖြစ်ပါတယ် စားသောက်ကုန်လုပ်ငန်းတွေစံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေစက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်ညီကုံမတော်မတွေရဲ့အကူအညီထောက်ကူကိုရရှိတတ်သောလက်အပိုင်းချာထူးထူးခြားခြားကောင်းမွန်မှုတွေရရှိတတ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်လည်းညီကုံမတော်မတွေရဲ့အထောက်ကူရရှိတာမျိုးလေးတွေ လက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လဲရရှိတာမျိုးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အများများသုံးများများဆွဲရတာမျိုးတွေဂျုံအပ်တတ်သောကာလပိုင်းခြားဖြစ်ပြီးတော့ဘလောက်ပဲသုံးသုံးအခက်အခဲတော့များစွာမရှိဘဲနဲ့ခက်ခဲရင်အောင်လို့လို့ဝင်လာတတ်သောကာလဖြစ်တယ်။ကြံ့ကြာနေသောငွေကြီးတွေပြန်လဲဝင်လာရတာမျိုးတွေဂျုံအပ်တတ်သောအလားအပိုင်းခြားဖြစ်ပါတယ်။အိမ်တော်ဘက်ချစ်သူဘက်ဤစားဘက်မိမိချစ်သောမြန်နိုးတော်သူတွေအခုနီထောက်ဖို့ကိုရရှိတတ်သောကာလဖြစ်တဲ့အတွက်မိမိစိတ်ကိုနားလဲပြီးနိုင်သောတမုန်တော်သားသမီးမိတ်ဆွေများဖို့မိမိတို့စိတ်ရဲ့နားလဲပြီးနိုင်တဲ့သူတွေကိုတိုင်ပင်ပြောဆိုအခုနီတောင်းရင် ကံရဲ့တိုးတက်အောင်မြင်မှုတွေရရှိစေမှာအသေးချာပဲဖြစ်တယ်။ယာရုတိုးယာရုတက်ဖို့မျှော်လင့်နေတဲ့မိတ်ဆွေများယာရုကမိမိတို့အနေနဲ့ငကူကယာရုတိုးယာရုတက်ဖို့ကိစ္စလေးတွေမှာခြောက်ထားတယ်ဆိုရင်တော့တိုးနိုင်တယ်ကံလဲလာတယ်။ဒါပေမဲ့လက်ရှိကာလမှာယာရုတိုးဖို့ယာရုတက်ဖို့စပြောမယ်ဆိုရင်တော့သတိပြုပါအထက်လူကြီးအကြီးအကဲတွေရဲ့ဖိအားပေးခံရတာမျိုးလေးတွေစီးမြင့်အသည့်စီးကန်းအသည့်လေးတွေကြောင့်မလို့နားလည်မှုလွဲတာမျိုးလေးတွေကိုယ့်အပေါ်မှာ အချိန်မပေးနိုင်တာမျိုးလေးတွေပဋိပခလေးတွေဂျုံကတက်တက်တော့တော့ဒီကာလမှာယာတုတို့ယာတုတက်ဖြေမဲ့မိတ်ဆွေများယာတုတို့ယာတုတက်တော့အဲစတင်ပြောဆိုမဲ့မိတ်ဆွေများအဖို့ကတော့အတတ်နိုင်ဆုံးသတိပြုစင်ရင်ပြီးတော့ပြောဆိုကာမတော်ကကြမဲ့လာဖြစ်ပြီးတော့စကားလွဲအလုံလွဲဂတိပြက်ဆရာလိုပဲပြဿနာတက်တာမျိုးလေးတွေဂျုံကတက်တက်တော့တော့စင်ရင်ပေးရန်တော့လိုအပ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့ပြင်တနုံးရဲ့သားသမီးမိတ်ဆွေတွေ ဒါပြင်တော့လေသာမိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့ဒီတလတာတော်တွေမှာဆိုရင်တော့ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာရှေ့တို့ဆောင်ရွက်တာမျိုးတွေတွေအစုချေရာစုကြီးနဲ့ပတ်သက်တာမျိုးတွေတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်တာမျိုးတွေတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလအပိုင်းခြားဖြစ်ပါတယ်။အယောင်ဝယ်ဆိုင်ရာလုပ်ငန်းတွေအမှုပညာဆိုင်ရာလုပ်ငန်းတွေဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးတော့အကျိုးအသုံးချချအကျိုးရှိရှိအသုံးချလုပ်တဲ့မိတ်ဆွေများရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရင်အားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဖျားဇေဒီပရဝန်တွေ အိမ်မက်မက်တာမျိုးသူမဟုတ်မိမိအိမ်ကိုဖယားပေါအကြောက်ကြောက်လေးစင်လူတော်လေးဗဒီလေးအဆရှိတဲ့ဘာသာရေးဆိုင်ရာအရာလေးတွေလက်ဆောင်ရရှိတာမျိုးဝင်လာတာမျိုးတွေဆိုရင်တော့မိတ်ဆွေတို့ရဲ့ထီကန်ဆန်းလိုက်တာမျိုးထီထိုးတာမျိုးတွေလှုပ်ဆောင်ပေးဖို့လိုအပ်ကြောင်းနဲ့ထပ်လောက်အကြံပေးပြီးတော့ကန်တရားရဲ့ထူးထူးခြားခြားပြောင်းလဲမှုတွေရရှိတတ်သောကာလဖြစ်ပါတယ်လက်စစ်ပစ္စည်းတို့အိမ်တွင်းပစ္စည်းတို့ဆက်ပစ္စည်းတို့ယင်တို့ကျင်းတွေအစ်စ်ဝင်လာတာမျိုးလေးတွေကြုံရတတ်လို့ရွှေငွေလူ လဝိလဆာဗရမယဘုဘွားယရနာအဆက်ရှိတဲ့ယရနာစိန်ကြောက်တယ်တန်မိုးရှိတာလေကျင်းတယ်ဝင်လာတတ်တာ ဖြစ်တဲ့အတွက်တေးသေးကလေးတွေမခေါ်ပဲနဲ့ကြီးကြီးကြီးသာမျှော်ဖို့လူအကြောင်းနဲ့ထပ်လောင်းအကြံပြုပြောပြလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကူကကျမ်းမာရင်းနဲ့ပတ်သက်လာလို့ရှိရင်ဝေဒနာဖြစ်နေတာမျိုးငကူကပြုပြင်ပြောင်းလဲလို့မရတာမျိုးငကူကအပြေရှားနေတဲ့ကိစ္စလေးတွေမှာဒီကာလမှာပြဿနာရဲ့လမ်းစာကိုဆွဲထုတ်ပြီးတော့လုံးနိုင်တယ်သို့တော့ဘာလို့ဖြစ်ဖြစ်ကိုကမှန်မှန်ကိုကမှမှဒေါသနဲ့ဆုံးပြတ်ဆောင်ရွက်တာဟာအမားကို စံမှားဖို့အတွက်လမ်းပြနေသလိုဖြစ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ passport လုပ်ငန်းတွေ၊ visa လုပ်ငန်းတွေနိုင်ငံခြားခရီးသွားတဲ့ပတ်သက်တာမျိုးလေးတွေရဝေး၊နေခြားခရီးသွားပြည်ပနဲ့ပတ်သက်တာမျိုးလေးတွေဆိုရင်တော့အဲအားသာကောင်းမှုပြီးတော့ချိတ်လို့ဆောင်ရွက်လို့ဆောင်ရွက်အားသာကောင်းမှုပြီးမြဲပြည်တွင်းခရီးသွားလေးတွေနဲ့ပတ်သက်တာမျိုးလေးတွေ သတိပြုစင်ကြင်ရလိုအပ်ပြီးတော့ပြီးပအတွက်တော့အားသာပြီးတော့ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ကောင်းပေမဲ့ပြည်တွင်းခရီးသွားလေးတွေမိသားစုမိတ်ဆွေပေါင်းသင်းတွေနဲ့ပတ်သက်လို့နားလည်မှုလွဲတာမျိုးလေးတွေလူမှုရေးကိစ္စပဋိပက္ခလေးတွေအနေငယ်ကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုတော့ဂယုဆိုင်သတိထားစင်ကြင်ပေးရတော့များစွာလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာအလုတ်အကိုင်အလုတ်အကိုင်နဲ့ပတ်သက်ရင်အလုတ်တစ်ချာနေသူတွေအလုတ်ဟောင်းကြီးကိုအစင်ပြေအောင်ဆက်ပြီးစူးစမ်းနေတဲ့မိတ်ဆွေများကတော့ ကိုကိုကိုပြန်မေးသိပြီအပြောင်းလဲနဲ့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းချီတူဆောင်ရွက်လှုပ်ဆောင်သွားမှာတော်ခါကြမယ်လားဖြစ်ကြောင်းထထောင်ပြောကြလိုက်ပြသည်ပညာရေးနဲ့ပတ်သက်ရင်တော့ခက်ရှင်းချင်းခက်တက်ပြက်ပြက်ပြောပါပဲတက်ပြီးသားပညာကိုပဲအသုံးချပါအခြားသောပညာရဲ့အသစ်တွေသင်ယူတာဟာဒီလတာမှာအားနည်းပြီးတော့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးပညာရေးနဲ့ပတ်သက်လာရင်တော့တာမန်ထပ်ပို့ပြီးရုံးကန်ရတတ်တော်ကာလမိမိဖြစ်နေတာကတစ်ခုလှုပ်နေတာကတစ်ခုနဲ့ညီမှန်းချက်နဲ့ဖြစ်နေတာနဲ့ မှန်ကြတဲ့နန်းတော့လွဲနေတယ်လို့မျိုးเนาะဆုပ်ဆွနာလို့တင်နေတာတစ်ခုဝါသနာပါတာတစ်ခုဆိုပြီးနှစ်ခုဤနဝမှာဝါသနာဘာပဲရှိတူမှုကြံ့ကြာနေတတ်တတ်ပညာရေးနဲ့ပတ်သက်ရင်တော့အတော်ကိုယုံကံရတဲ့လာဖြစ်တဲ့အတွက်တော့ပညာရေးဆိုင်ရာကိစ္စလေးတွေမှာတော့တတိပြုစင်ရင်ပြီးတော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြစီခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီလက်တာတော်တွေမှာဆိုရင် ဘာကိုလှုပ်လှုပ်အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာမှန်သမျှကိုချိတ်တူဆောင်ရလှုပ်ဆောင်မှမိဟောင်းဆွေဟောင်းတွေကိုတော့သတိပြုပါအဟောင်းတွေကိုမလှုပ်ပါနဲ့ပြန်ပြီးတော့တလတ်တာလုံးကိုချုံရရင်တော့မိတ်ဆွေများခင်ဗျဒီလဟာငွေကြီးကိစ္စချိတ်တူဆောင်ရလှုပ်ဆောင်မှတို့ပြအဟောင်းတွေကိုထားပါအိမ်တွင်းကြီးကိစ္စတွေကိုလူမြင်မခံပါနဲ့ မိတ်ဆွေတို့နဲ့ပါဝင်ချင်းတပုတ်လေးပြင်ပြောခံရတာမျိုးတွေပြုံသွားတတ်တဲ့အတွက်ပြဿနာတွေကိုရှင်းလေချုပ်လေဖြစ်တတ်တဲ့အတွက်မရှင်းမနဲ့ရှင်းရင်ချုပ်တတ်သောကာလဖြစ်ပြီးတော့အမှန်တရားဟာအဲဘာလို့မှပြောင်းလဲလို့မရတဲ့လူအကြောင်းနဲ့အဖွဲ့အစည်းအသင်းပွဲနဲ့ပတ်သက်တာမျိုးတွေသတိပြုပါမိမိအိမ်တွင်းလုပ်ငန်းအတွင်းမှာယုတ်တိကကံအစင်မပြေမှုတွေရရှိလာရင်တော့မကောင်းတဲ့အတက်ပညာတွေအောက်လန်းတိုက်တွေစုံတိုက်တွေအင်းတိုက်တွေလုပ်ငန်းအပြိုင်ဆိုင်တိုက်ခိုက်တွေများတတ်တယ်လို့ဘာကိုလုံးလုံးလဲအပြိုင်ဆိုင်တွေပေါ်တတ်တဲ့လာဖြစ်တာတော့အတိအကျပဲဖြစ်တယ် ဂျန်နာကတော့ဘာမှစစူဝါမရှိပါဘူးဘာလို့မစူရှေ့တူဆောင်ရပြီးတော့ငါဟာလို့ဆိုပြီးတော့မှုရရအောင်လုပ်ရင်အောင်မြင်မှုတိုးတက်မှုတွေကျင်းသိလက်ကမောက်ခတ်ရရှိစီမှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအလောင်းကစားနဲ့ပတ်သက်တာမျိုးလေးတွေမှာတော့ကျင်းသိပါတယ်မိတ်ဆွေအလောင်းကစားဟာမိမိအိတ်ကတ်တဲကိုဝင်ကြည့်သွားတတ်တဲ့အတွက်သတိပြုစဉ်းစားမှာဖြစ်နိုင်ရင်အဲဘာကိုလှုပ်လို့အတိကိုသတိကလေးနဲ့ထိချုပ်ရင်တော့အောင်မြင်တိုးတက်မဲ့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ ထို့သူမိတ်ဆွေတို့နဲ့တာသမီးတွေဒီလာတာတို့တို့မှာဆိုရင်အကျိုးပေးသောအရာများကိုဆက်လက်ဖော်ပြပေးပြစီဒီလာတာတို့တို့မှာဆိုရင်မိတ်ဆွေတို့နဲ့တာသမီးများအနေနဲ့ရွှေဝင်နာမျိုးလက်ဝတ်လက်စားဝင်နာမျိုးလေးတွေကြုံရတတ်တယ်လို့တန်ဖိုးရှိတဲ့ယန္တနာတွေတာသမီးတွေစင်မြင်ဘိုးဘွားအဆရှိတာတွေရရှိတတ်တဲ့အတွက်အရေးကြီးသောကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါဇင်ဘီရောပုံကလေးတွေကိုဖြစ်စီ စင်ပေါ်ကလေးတွေကိုဖြစ်စေတို့မဟုတ်9000ငန်တရွက်ကိုအိတ်ကထဲမှာထည့်ပြီးတော့ဖြစ်စေမိမိပက်ဆက်အိတ်ပြင်မှာထည့်ပြီးတော့နော်သတိပေါ်ဒီနံပါတ်လေးတွေကိုမိမိရဲ့နံပါတ်လေးကိုတခြားလေးပေါ်နော်တီးတန့်ကလေးခွတ်ထည့်ပြီးတော့ပက်ဆက်အိတ်ကလေးတွေပုတ်ပြီးအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုဆောင်ရွက်ရင်အောင်မြင်တိုးတက်နိုင်ပြီးတော့အဆောင်ဖြစ်လဲပြောဆိုရင်လိုရာကိစ္စပြုမှုမှုတွေအျော့ျော့ချွတ်ချွတ်ပြီးမှအသေးချာပဲဖြစ်တယ်ခင်ဗျာထို့ပြင်မိတ်ဆွေဒီလာတာတော့ဒီမှာအကျိုးပေးကံကောင်းစီတော့ကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တော့ နှစ်ကနန်းခုနှစ်ကနန်းငါးကနန်းနေရာမိတ်ဆွေတို့ရဲ့ကံကုန်တိုးတက်ကောင်းမှုပြီးတော့တားတာကံကောင်းစီပါတယ်အကျိုးပေးသောအရာအနေနဲ့ဆိုရင်အဝါရောင်ခိုးပြရောင်အညိုရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကုန်တိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီပါတယ်သတိပြုစင်နေရမယ့်အရာအနေနဲ့ဆိုရင်တော့အဖြူရောင်ဖြစ်ဆွတ်ဆွတ်တွေအသားရောင်ကလေးတွေကိုသတိထားစင်ရင်ပြီးတော့ဝစ်စင်ပြီးကိုလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဘာလို့လို့လို့အရေးကြီးသောကိစ္စတွေကိုတနင်္ဂနွေရက်တို့တနင်္ဂနွေနေ့တို့၁၇ရက်နေ့တို့၁ရက်နေ့တို့ ဒီရက်လေးနေ့မှာသတိပြုစင်နေရလိုအပ်ပြီးတော့ဘာကိုလှုပ်လို့တနာကြီးတို့တစ်ချက်တီးတို့တစ်ကနန်းကိုသတိပြုစင်နေပြီးတော့ပြုလူတဦးတည်းတယောက်တည်းတို့ကလည်းသတိပြုစင်နေရအတွက်တော့လိုအပ်သောကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာထို့ပြင်အရေးကြီးသောကိစ္စတွေကိုတနုံနေသားသမီးတို့တနုံနေရက်တို့မှာသတိပြုစင်နေတောင်းရရန်လိုအပ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်အမျိုးသမီးတွေအသွေးသားနဲ့ပတ်သက်သောကျန်းမာရေးယောက်ျားဖောင်စီမိန်းမ မိနေဆိုတဲ့အတိုင်းဆရာလည်းမသိဘူးမှန်တော့ဆရာလည်းမိမရှိတာမဟုတ်ဘူးပြီးတော့ဆရာညီကိုမှတော့လည်းယောက်ျားလေးတွေဆိုတိတ်မပြောတော့အဲ့တော့အမျိုးသမီးကိစ္စတွေနဲ့ပတ်သက်လို့အသွေးသားနဲ့ပတ်သက်ရင်တော့ဆရာရဲ့ဇာတာခွေထဲမှာပြနေတယ်သတိပြုစင်ကြင်ရအတွက်တော့လိုအပ်ပါတယ်လို့ပဲပြောပြရတယ်ခင်ဗျအဲမိမလည်းမရှိကြောင်းလည်းထပ်ပြောရတယ်နော်အဲ့ဒါကြောင့်ကောင်းပြီဆိုတော့မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုဘာကိုလုံးလုံးဗုဒ္ဓဘုရားသမီးအင်္ဂါသားသမီးတွေနဲ့တွက်ဖက်လောက်တာမျိုးလေးတွေအချစ်တို့ဆောင်ရွက်တာမျိုးလေးတွေကကံရဲ့ထောက်ကူကိုရရှိတတ်တော်လာဖြစ်ပြီးတော့အကျိုးပေးကံကောင်းစေတော့ အရာလေးတွေဆိုလို့ချင်းဗာလေးကြံသေးတော့အကျိုးပေးကံကောင်းစီတဲ့အယောင်လည်းပါပြီခဏန်းလည်းပါပြီမိတ်ဆွေတို့နေသားလည်းပါပြီခရီးသွားချင်းကိစ္စအိမ်ရင်းကိစ္စမိသားစုရေးကိစ္စသူများအတိမခံလို့လည်းကိစ္စတွေကိုတော့ဇနီးသားသမီးစနေနေ့စနေရက်တွေမှာတိုင်ပင်ညီနိုင်အပြင်ရှာရင်တိုးတက်ရှင်အောင်မြင်ခြင်းတွေရရှိမှာအတေကြပဲဖြစ်တယ် ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုလို့ချင်းဘာကိုဖြစ်ဖြစ်ချစ်တို့ဆောင်ရလှုပ်ဆောင်တဲ့အခါမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေရအတွက်9000တန်လေးကိုနှစ်ခေါက်တည်းခောက်ပြီးတော့ plastic လေးလောင်းကြမလို့ပါဘူးပတ်စပ်အိတ်တွေမှာတီးတန့်ကလေးထားပါဒီလတာအဆောင်ဖြစ်သုံးပါသို့မဟုတ်မိမိရဲ့အိတ်ကတ်တွေမှာစောင့်ထားပြီးတော့ပတ်စပ်အိတ်ကလေးကိုပုတ်ပြီးအိတ်ကတ်ကလေးကိုပုတ်ပြီးတော့လိုရာကိစ္စကိုပြောဆိုရင်ချော့ချော့ချူချူအောင်မြင်သွားမှာအသိကြပဲဖြစ်တယ်ဘာသာရေးပုံမှုလှုပ်ဆောင်လို့ပါတယ်အဋိဌံပြုလို့တဲ့ဆရာငယ်ရဲ့တမမမိတ်ဆွေများတမမတန်ဖို့တော့ဆိုတော့ပတိကို တနေ့ကို12ပတ်12ရက်တိတိစိတ်ကိုလိုအပ်ပါတယ်ထို့အတူမိတ်ဆွေတနုံတွေသာသမီမိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရရအောင်မြင်တိုးတက်အစီအစဉ်ရအတွက်ပြုလုပ်ရမယ့်အရာလေးတွေကိုဆက်ဖို့ပြပေးပါသည်ဒီလကတော့ဒီမှာဆိုတနုံတွေသာသမီမိတ်ဆွေများမိမိတို့ရဲ့လိုရာကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာနှစ်ရက်နေ့တို့24ရက်နေ့တို့20ရက်နေ့တို့23ရက်နေ့တို့မှာမိတ်ဆွေတို့ရဲ့ကံကိုထောက်ကူကိုရရှိတတ်ပြီးတော့အားသာကောင်းမှုတိုးတက်နိုင်သောကာလာပိုက်ချဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ ဒါအပြင်မိษွေတို့ဒီတလတာတော့ဒီမှာဆိုလို့ရှိရင်အဲမိမိတို့ရဲ့ကန်ဆာတာတိုးတက်ကံကောင်းစီပြီးပြုတော့မှာတော့မိษွေတို့ရဲ့ပဋ္ဌာန်းစာအုပ်တို့ပဋိစာအုပ်တို့ဘာသာစရာဘာသာရေးဆိုင်ရာကိစ္စတွေမိမိတို့ယုံကြည်သက်ဝင်သောဘာသာတရားရဲ့အကောင်းချင်းအရာလေးတွေဝေမျှခြင်းတွေမေတ္တာတုပ်တို့ဟောပေကြီးဆက်တုပ်စာအုပ်တွေပေကန်းစွန့်ကြဲခြင်းတွေဟာမိษွေတို့ရဲ့ကံဟာအညံ့နေတာနေတိုးတက်ပြီးတော့ကံကောင်းမှုတွေရရှိလာမှာ အတိအကျပဲဖြစ်တယ်ခင်ဗျာနော်ထို့အပြင်မိတ်ဆွေဒီတလတာတို့တို့မှဆိုရင်အဆက်ဆက်အရာအောင်မြင်စင်ပြီးတိုးတက်စေရအတွက်မိတ်ဆွေတို့အနေနဲ့ဇာပိုင်များပြန်ကြက်သေးတော့မဟုတ်လားတလစာမရိုက်တာကြာလို့နော်အိုကေကောင်းပြီအဲ့တော့ဒီတလတာတို့တို့မှမိတ်ဆွေတို့အဆက်ဆက်အရာကန်စတာတိုးတက်ကောင်းမှုပြီးတော့ကန်ကောင်းစေရအတွက်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ပုံတွေရောင်းထွက်စေရလို့ငါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကို မိမိတို့ရဲ့နော်မိမိတို့ရဲ့ကုန်ပစ္စည်းတွေအယောင်ထွက်စီဖို့အတွက်ဆိုရင်ခရင်လေးတစ်ချောင်းနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းထွက်ပါစေရောင်းထွက်ပါစေရောင်းထွက်ပါစေဆိုပြီးတော့ပြောလိုက်ပါအယောင်ထွက်ပြီးတော့အယောင်ထွက်သွားစီမှာအတိအကျပဲဖြစ်တယ်ဒီလတာတို့တွေမှာအဆက်ဆက်ရရကံကောင်းစီပြီးတလတာလို့အစဉ်ပြေအောင်မြင်တိုးတက်စီရန်ပြုလုပ်ရမယ်ရေရရာကိုမပြောမီဆရာငယ်နားမှာပြည်နေမိခြင်းရင် ခွန်ကို39294တက်ချာ7902904410 WhatsApp Telegram Viber နံပါတ်963505နဲ့နှစ်မှာဆက်သွယ်မြင်းမြန်နိုင်ကြောင်းနဲ့2026ခုနှစ်အတွက်တနစ်စာမိတ်ဆွေတို့ရဲ့ဇာတ်ကွင်နဲ့တရားစစ်ပြီးတော့တွက်လို့တဲ့မိတ်ဆွေများဖို့ကတော့ဆရာနေနှမ်းမှာအိမ်ရောက်လဲဖြစ်စီ online ကနေဖြစ်စီအထူးသဖြင့်အိမ်ရောက်ပုံမှာစီခြင်းပါလေဆရာလက်ဆောင်နဲ့ထည့်ပေးခြင်းလို့ပါအိမ်ရောက်ဖြစ်စီဆက်သွယ်မှာယူနိုင်ကြောင်းနဲ့တလားစာခေါ်စတမ်းမှာဆရာမိတ်ဆွေ တဦးတင်းတယောက်ဖြစ်စီရဲ့သက်စာဇာတာကိုယ်ကိုပက်ချက်ပြီးတော့ဘယ်ယာရီအကျိုးပေးဘယ်ယာရီဘဝတသက်တာမှာအကျိုးပေးလဲဘလို့လုပ်ငန်းတွေအိမ်တော်ဘက်ဖြစ်ဘလို့တွေဒါအပြင်မိရှုလို့နေနဲ့အဲမိမိတို့ရဲ့ဟိုဆိုတာလို့တသက်တာအပြင်ကိုဆရာလက်ဆောင်ထည့်ပြီးတော့တေချာကိုတွက်ချက်ပြီးတော့လက်ဆောင်ထည့်ပြီးတော့လိုအပ်ကြောင်းနဲ့ တနစ်စာ2026ခုနှစ်အတွက်ဂျမအီးကစစီးပွားရေးအဆုံးလာလာအယောင်ငါဆလို့နေသားကအဆုံးဒါလေးတွေပါအားလုံးပါတဲ့အတွက်မိတ်ဆွေတို့တနစ်တာလုံးမှာဘေးရင်မီးရတာခမင်းများမကြိုက်တဲ့မိတ်ဆွေများတနစ်တာလုံးမှာဆရာကိုကြိုတင်စီးပေးပါဆရာရေးနိုင်တဲ့လောက်တော့ရေးပြီးတော့အတက်နိုင်ကိုကြိုးစားပါမယ်မနစ်ကမရတဲ့မိတ်ဆွေများတော့နည်းနည်းမျက်နှာလိုက်ပြရစီခင်ဗျာကောင်းပြီအဲ့ဒီခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်ချက်မှာပဲဆက်သွယ်မြင်းမြန်းနိုင်ကြောင်းနဲ့ကောင်းပြီ မိတ်ဆွေတနုံနေသားသမီးတွေဒီတလတာလုံးမှာအဆက်ဆက်အရရအစင်ပြအောင်မြင်စေတိုးတက်စေပြီးကံကောင်းစီရန်အတွက်ပြုလုပ်ပါမယ်ရတရားအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့ပကံများတစ်ချက်တည်းမှာစံအနှဲငယ်လေးထည့်ပါစံလေးနည်းနည်းထည့်ပြီးတဲ့အခါမိတ်ဆွေတို့နေနေဒါပြီးတဲ့အခါတစ်ဖက်ကလည်းစားလေးနည်းနည်းထည့်ပါစားလေးနည်းနည်းထည့်ပြီးတော့ခါကြတော့မိတ်ဆွေတို့နေနေဟိုစွန့်လာလို့စံစီစေးစားဆိုတဲ့အရာလေးကိုဆရာပြောချင်တာရှင်းကလေးနဲ့လူလူဗန်းကလေးနဲ့လူလူတူပြီးတဲ့အခါမိတ်ဆွေတို့ရဲ့အိမ်ရဲ့ဖျားမှာ ခုနှစ်ရက်တိတိမွေးနေ့ကစခုနှစ်ရက်တိတိလူပါလူပြီးတဲ့ကနောက်ထပ်တနင်္ဂနွေနေ့တရနောက်တရတနင်္ဂနွေသားသမီးဆိုတနင်္ဂနွေရနေပြီးတော့ခုနှစ်ရက်တိလူပါဒါပြီးနောက်တနင်္ဂနွေတရမှာကိုလဲစားပါလူကြီးမိဘတွေကိုလည်းဝင်မြပါမရှိသူတွေသရွေးဆန်တွေကိုလည်းကြွေးပါဒါဆိုရင်မိတ်ဆွေတို့ရဲ့ကံဟာကောင်းမွန်မှုတွေရရှိလာပြီးတော့အစီအမီပြီးအောင်မြင်ပြီးတော့တလတာလုံးအစီအမီမှာအတေကြပဲဖြစ်တယ်ရေရီယာနောက်တစ်ခုထပ်ပြီးပေးလို့ပြင်မယ်လို့ဒီဆက်လာပိုင်းကိုတော့လက်လွတ်လိုက်ပြီးတော့ ဆရာ9000ကျပ်ပါခင်ဗျာနော်နော်ဟိုဆရာတနစ်စာဟောစတာ9000ကျပ်ပါခင်ဗျာဆရာ live နဲ့ဒီ comment တွေဖြည့်နေပြီကောင်းပြီဆိုတော့အဆက်ဆက်ရအောင်မြင်စင်ပြီးတိုးတက်စီဖို့အတွက်2026မှာကံကောင်းစီဖို့အတွက်ဆရာရဲ့ဇာငယ်ပီဒီယို Facebook page ကိုဆက်လက်ဆောင်ကြည့်ပြုံးနဲ့ပြက်ကလေးရေတရားတွေအခြားရေတရားတွေနဲ့တနစ်တာလုံးကိုဆရာသုံးသပ်ဖို့အတွက်လည်းပြင်ဆင်ထားပြီဖြစ်တဲ့အတွက်ကောင်းပါပြီတနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံး2026ခုနှစ်မှာလာဖို့အတွက်ကံကောင်းဖို့အတွက်2025ခုနှစ်ရဲ့12လပိုင်းမှာ အစိုးရအကောင်းတွေကိုတခါတည်းပြီးပြီးပြပြဆုံးဖြတ်ဆောင်ရွက်နိုင်ကြပါစေကြောင်းစုမုံကောင်းတူလေးပေးလို့နှလုံးလေးသားသမီးမိတ်ဆွေတွေအားလုံးကိုစီကိုစီကြံ့မာခြင်းပဂတိချမ်းသာခြင်းရှိလို့ယရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်လို့2025ကအစိုးအညံ့ဒီ2025ရဲ့ဆန္ဒလပိုင်းမှာထားခဲ့ပြီးတော့လာမယ့်နှစ်သစ်မှာကံကောင်းမှုတွေရရှိဖို့ဆရာတို့တွေတက်ညီလက်ညီလော်တက်ကြရအောင်လို့ပြောရင်းနဲ့ပဲဒီမှာပဲနားလိုက်ကြပါစေခင်ဗျာဂျေဇုတင်ပါတယ်